်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်ကိုဂျိုးစည်းဝါသာရှေးရှုသမျှတင်ယုတ်ကယုံကြည်စရာမဟုတ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဆွန်လာရှင်ရည်နေမှာတင်ယုတ်မြန်မာတန်တမန်ဆက်ဆံရေးထူထောင်တာ85နှစ်ပြည့်ပါတယ် တရုတ်ပြည်သူသမ္မတနိုင်ငံဖြစ်1949ခုနှစ်အောက်တိုဘာလတရက်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီးမြန်မာက1950ပြည်နှစ်ဇွန်လ10ရက်မှာတရုတ်ကွန်မြူနီအစိုးရကိုတရားဝင်အသိမှတ်ပြုခဲ့တာဖြစ်လို့တရုတ်နိုင်ငံတည်ထောင်ပြီးတနင်္မပြည့်ခင်မှာမြန်မာကမော်စီတုံဦးဆောင်တဲ့တရုတ်ကွန်မြူနီနိုင်ငံကိုအသိမှတ်ပြုခဲ့တယ်လို့ဆိုရပါမယ်။ဒုတိယကမ္ဘာစစ်ဒီပီကစမြန်မာနိုင်ငံလွတ်လပ်ရေးရာကစအချိန်ဒီမှာတရုတ်ရောမြန်မာပါနိုင်ငံကြီးစီးပွားရေးရုံးကန်နေရအချိန်မှာ တရုတ်တပ်ဆိုင်ရင်ပြည်တခြားလက်အောက်ကလွတ်မြောက်လာကစားမြန်မာကလူလူသူသူဖြစ်နေခြင်းလို့ပြောလို့ရပါတယ်တရုတ်ကပြည်တွင်းစစ်ကြောင်းတနိုင်ကလုံးအတိဒုက္ခရောက်နေပြီးမော်စီတုံချူအင်းလိုင်းဦးဆောင်နေကွန်မြူနီတော်လိုင်းဆင်နွှဲနေခြင်းဖြစ်ပါတယ်1949ခုနှစ်မှာတရုတ်ပြည်သူတမရနိုင်ငံထူထောင်ကြောင်းကြီးညာခြင်းမှာပဲချန်ကေရှိတ်ဦးဆောင်နေတရုတ်ကွန်မတန်ဆိုရာကထိုင်ဝမ်ကိုထွက်ပြေးပြီးအခြေချခဲ့ပါတယ်တရုတ်နိုင်ငံကနိုင်ငံတစ်ခုအဖြစ်နိုင်ငံတကာရဲ့အတိမတ်ပြုမှုကိုအလင်းစလိုလိုအပ်နေခြင်းမှာဝင်ကြီးချုပ်ဦးနုဦးဆောင်နေမြန်မာဆိုရာက ထမအဆုံးကွန်မြူနီမဟုတ်တဲ့ဆိုဗီယက်အုပ်စုအပြင်ကနိုင်ငံတစ်ခုအနေနဲ့တရုတ်ကိုအတိမတ်ပြုခဲ့တယ်။ 1950ပြည်နှစ်စွန်လရှင်ရကတန်တမန်ဆက်ဆံရေးစတင်ထူထောင်ခဲ့တဲ့တရုတ်နဲ့မြန်မာကဒီနှစ်မှာ85နှစ်ပြည်ပါတယ်မြန်မာကတရုတ်ကွန်မြူနတီအစိုးရကိုအတိမတ်ပြုခဲ့တဲ့နိုင်ငံ16နိုင်ငံမြောက်ပေါင်းနှစ်ပေါင်း85နှစ်ကြာတဲ့အခါလက်နိုင်ငံရဲ့အခြေကလုံးဝပြောင်းလဲသွားပါတယ်တရုတ်ကကမ္ဘာဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံတစ်ခုဖြစ်လာပြီးမြန်မာကတော့ကမ္ဘာမှာရောအရှိတောင်အာရှမှာပါအစင်းရဲဆုံးအဆုတ်ပြတ်ဆုံးပြည်ရင်းစစ်တွေနဲ့နှပန်းလုံးနေတဲ့အိုးချမ်းပိတ်နိုင်ငံဖြစ်နေပါပြီဒါတင်မကအင်အားကြီးထွားလာတဲ့တရုတ်နိုင်ငံရဲ့ ောစာလွှမ်းမိုးမှုအနိုင်ထက်ပြုမှုတွေနဲ့ရှင်ဆိုင်နေရတဲ့အခြေအနေကိုရောက်ရှိနေပါတယ်။ ပစ္စုံပန်ချင်းတွေကိုကြည်လိုက်ရင်မြန်မာနိုင်ငံဟာအကြိမ်ကြိမ်အာဏာသိမ်းခဲ့တဲ့စစ်တပ်ကြောင့်ဖွတ်ကျော်ပြာစုဘဝကိုရောက်ရှိနေပြီးတနည်းတကြားအင်အားကြီးနေလာနေခြင်းကအိနီချင်းတရုတ်အတွက်နိုင်ကျင်နိုင်နိုင်လို့ရတဲ့အနေအထားကိုရောက်ရှိလို့လာနေပြီဖြစ်ပါတယ်။အနည်းဆုံးဥပမာကဒီနှစ်အတွင်းလာရှုမျိုးသိမ်းပိုက်ခံရပြီးလာရှုမျိုးကိုတရုတ်အကူအညီနဲ့မြန်မာစစ်တပ်ကပြန်ရယူခဲ့တာပဲဖြစ်ပါတယ်။ဒါဟာတမိုင်းရအင်မတန်ရှက်စရာကောင်းတယ်လို့ဆိုရပါမယ်။လာရှုမျိုးကြီးနဲ့မြန်မာစစ်တပ်ရဲ့အင်အားတောင်းတင်းနဲ့အရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခချသွားအောင် ိုက်ယူသိမ်းပိုက်တာတရုတ်ကျော်တော်နောက်ကံပြူမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MND ကိုကန့်တက်ဖြစ်ပြီးလာရှုမျိုးကိုစတက်လက်ထဲပြန်ထည့်ပေးကြတာလေတရုတ်ပဲဖြစ်ပါတယ်လာရှုမျိုးကိုစစ်ကောင်စီကအနိုင်တိုက်ပြီးပြန်လည်ရယူခဲ့တာမဟုတ်ပဲတရုတ်စီစဉ်နဲ့ပြန်ဝင်လာခဲ့တာဖြစ်ပါတယ်။ တရုတ်ကမီးစားတဖက်ရေမုံတဖက်နဲ့သူ့အကျိုးစီးပွားအတွက်လူတလို့ကစားနေခဲ့တယ်။တကယ်တော့2029စစ်စင်ရေးစပိုင်းမှာမြန်မာနယ်စပ်ကကြားဖြတ်နေနေရင်းနဲ့တရုတ်ပါဝင်ခဲ့ပြီးလူချင်းတလို့အနေထားတစ်ခုရောက်တဲ့အခါနောက်ဆုတ်သွားတာဖြစ်ပါတယ်။အခုချိန်မှာတရုတ်ဖြစ်ချင်နေတဲ့ဆန္ဒကနယ်စပ်ကိအားလုံးပြန်ပွင့်ရေးနယ်စပ်ကုန်စည်လမ်းကြောင်းအားလုံးပြန်ပွင့်ရေးနဲ့စစ်ကောင်စီကိုအားပေးအားမြောက်ပြုရေးပဲဖြစ်ပါတယ်။လက်ရှိမြန်မာပြည်တွင်းရေးအခြေအနေလေးလာခဲ့ခဲ့ပြီးတဲ့နောက်တရုတ်ကစစ်ကောင်စီဘက်ကနေပေါ်ပေါ်ထင်ထင်ရပ်တည်လိုက်တဲ့2021ခုနှစ်အာဏာသိမ်းပြီးချိန်က ကစားလို့အခြေအနေကိုစောင့်ကြည့်နေရကနေ2024ခုနှစ်မှာတည်တည်တတ်တာမြမပြည်တွင်ရေးတဲ့တရုတ်ဝင်လာခဲ့ပါတယ်။အရာအားလုံးကကိုကျိုးစီဝါပဲဖြစ်တဲ့တရုတ်ကအနောက်ဘက်အင်းကြီးချင်းမြန်မာမှာရင်းနှီးမြှုပ်နှံမှုတွေအများကြီးလှုပ်ထားသလိုအနောက်ဘက်သမုဒ္ဒရာထွက်ပေါက်အပါအဝင်ရေဝန်းနဲ့လမ်းမ BRI ခေါင်းစဉ်အောက်မှာစီမံကိန်းတွေအများကြီးလှုပ်ထားတယ်။ရွှေကောက်ကန်အရသာအစိုးရအထိစီမံကိန်းတွေအားလုံးရှော့ရှော့ရှူရှူဖြစ်နေချင်းစစ်တပ်ကအာဏာသိမ်းလိုက်တဲ့အခါဒီတိုင်းပြည်ကလုံးဝကြောက်တဲ့ကမောက်ကမဖြစ်သွားတယ်။ တရုတ်ကသူ့အကျိုးစီးပွားအတွက်ဒေသတွင်နိုင်ငံတွေအပါအဝင်တကမ္ဘာလုံးဖြန့်ကျက်မဲ့စီမံကိန်းတွေကို PRN ကောင်းစင်နဲ့အကောင့်ထဲပေါနေတဲ့လာအိုတနိုင်ငံလုံး၊ကမ္ဘောဒီးယားတနိုင်ငံလုံးတရုတ်စီမံကိန်းတွေအကောင့်ထဲပေါနေတယ်။လာအိုကအမြင်ရထားလန်ကမ်မောရီးယားကအာဂစာကွင်းတစ်ကြီးစိတ်ကန်မော်တော်ကားလန်တတားစားတဲ့အခြေခံအဆောင်ရင်းနဲ့စီပြနေချိန်မှာမြန်မာဘက်ကတရုတ်စီမံကိန်းတွေကမြန်မာစစ်တပ်ကြောင့်ပြတ်သွားတဲ့အတိုင်းပြည်မှာဘာမှဆက်လုပ်မရနေချင်းတရုတ်ကမြန်မာပြည်ဘက်က စစ်တပ်ကနေမမမမရက်တီလိုက်တာဖြစ်တဲ့ကိုကျိုးစည်းဝါးသာအဓိကဖြစ်တဲ့တရုတ်ရဲ့ ရက်တီချက်ကအားပြော့နေပြီဖြစ်တဲ့မြန်မာစစ်တပ်ဘက်ကရှင်းလိုက်ပြီးလို့တလို့ကစားလိုက်တာဖြစ်ပါတယ်။အစောပိုင်းကာလတုန်းကတင်ယုံဆုံရကမြန်မာစစ်ကောင်စီကောင်းဆောင်တွေနဲ့တိုက်တွန်းမှုမလုပ်ဘဲနေခဲ့သေးတယ်။အခြေအနေတွေက2024ခုနှစ်တင်ယုံနိုင်ငံကြားရေးဝန်ကြီးမစ္စတာဝမ်ကြီးလာပြီးချိန်ကစလို့ပြောင်းလဲသွားတယ်။မစ္စတာဝမ်ကြီးနဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်တို့တွေ့ဆုံခဲ့ကြပြီးရဲ့နောက်စစ်ကောင်းဆောင်ကယူနန်မှာလုပ်တဲ့အစည်းအဝေးကိုတက်ရောက်ခဲ့တယ်။တကယ်တော့2024ခုနှစ်ဟာစစ်အာဏာရှင်ဖျောက်ချရင်တွေဦးတော်လိုင်းကြီးနဲ့အရှင်ဟုံမြန်မာဆုံးကာလပေါင်းရှမ်းပြည်နယ်မြောက်ပိုင်းတခွင်နဲ့ရခိုင်ပြည်နယ်တခု လုံးကချင်ချင်းကရင်နီစကိုင်းမကွေးအပါဝင်နိုင်ငံအနှံ့မှာစစ်ကောင်စီကဆစ်ရှုံခဲ့ပြီးတမိုင်းမှာမကြုံဘူးတဲ့လက်နက်ချအလံဖြူထောင်းစစ်ဌာနချုပ်ဆုံးရှုံးပုံမှုချုပ်အဆင့်အရာရှိတွေဖမ်းဆီးခံရတွေဖြစ်တည်ရှိခဲ့တယ်။ ချုံကုံပြောရရင်စစ်ကောင်စီမရှိမလားအရင်နေချင်းလို့ဆိုရမယ်ဒီအချိန်မှာတင်ယောက်ကကက်တင်ရှင်ဖြစ်စစ်ကောင်စီဘက်ကရှက်တီပြီးဝင်လာတာဖြစ်တဲ့တချိန်ထဲမှာမေပူတင်ရဲ့ရုရှားကလည်းစစ်ကောင်ဆောင်မင်းအောင်လိုင်းကိုအတိမတ်ပြူပြီးမော်စကိုကိုဖိတ်ခေါ်တွေ့ဆုံလိုက်တဲ့မလဇန်မှာတမရပူတင်နဲ့မော်စကိုမှာတွေ့ဆုံပြီးရတဲ့မေလမှာစစ်ကောင်ဆောင်မင်းအောင်လိုင်းကမော်စကိုကိုစီးရေးပြခန်းနာမှာတရုတ်တမရရှိချင်းဖြစ်တဲ့တွေ့ဆုံခဲ့ရပြန်ပါတယ် Mr. ရှီချင်းဖြင့်ကစကောင်းဆောင်မင်းအောင်လိုင်းအာနာမသိမ့်ပြီး2020ပြည်နှစ်ကမြန်မာနိုင်ငံကိုနောက်ဆုံးလာရောက်ခဲ့ပြီးဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တယ်လို့အမျိုးသားဒီမိုကရေစီဖွဲ့စုံ NLD အစိုးရနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တယ်။စကောင်းဆောင်မင်းအောင်လိုင်းအာနာသိမ့်ပြီးနောက်မှာတော့၄နှစ်တာကာလအတွင်းစကောင်းဆောင်နဲ့တိုင်းရိုင်းထိတွေ့ဆက်ဆံခြင်းမရှိခဲ့ပေရုရှားစီးရေးပြခီးစင်ကြားမှာကြားဖြတ်တွေ့ဆုံခဲ့တာဖြစ်တဲ့စကောင်းဆောင်မင်းအောင်လိုင်းဖို့တရုတ်တမရရှီချင်းဖြင့်နဲ့တွေ့ဆုံခွင့်ရခြင်းကအားကိုးရမယ်နေအတိမတ်ပြုမခံရသူတအုပ်အတွက်ကြီးနက်စရာအခွင့်အရေးကောင်း ောင်းတစ်ခုဖြစ်ခဲ့တဲ့စစ်အာဏာသိမ်းပြီး၄နှစ်အတွင်းပထမအဦးဆုံးအကြိမ်တရုတ်သမ္မတကသူ့ကိုလက်ဆွဲနှုတ်ဆက်တာဖြစ်တဲ့တရုတ်ဟာနောက်ဆုံးမှာကိုကျိုးစီပွားအတွက်စစ်ကောင်စီကိုပေါ်ပေါ်ထင်ထင်ထောက်ခံလိုက်တာဖြစ်တဲ့မလာ၂၈ရက်နေ့မြန်မာနိုင်ငံမှာအပြင်းထန်ဆုံးစကိုင်းငလင်စီလောက်ခတ်ခဲ့လို့အပြက်စီအသေးပြောက်ကြီးမှားခဲ့တဲ့ကမ္ဘာနိုင်ငံများရဲ့ဂရုဏာများနဲ့ထိတွေ့ဆက်ဆံမှုအကူအညီပေးမှုတွေကစစ်ကောင်စီကိုအသက်ရှူချောင်စေခဲ့တယ်တကယ်တော့စကိုင်းငလင်ကစစ်ပေးတဲ့နိုင်ငံတစ်ခုကို မွေပူရကင်းမောက်စူးကျိုးတွေသာတည်ဆောင်ခဲ့တာဖြစ်တဲ့ဒီလိုအခြေအနေမျိုးမှာတော့စစ်ကောင်စီကနိုင်ငံအနှံ့လက်လွတ်ဆုံးရှုံးနေမျိုးတွေမှာကြုံတလို့ပုံကျဲတိုက်ခိုက်နေပြီးအရက်သားပြည်သူတွေအတုံးယုံတည်ဆောင်ခဲ့ရတဲ့အဖြစ်အဆိုးတွေနှီးစင်ဖြစ်ပေါ်နေခဲ့ပါတယ်မြန်မာနိုင်ငံရဲ့ပြည်ရင်းကိုဝင်ရောက်ဆက်ဖက်မှာမဟုတ်ဘူးဆိုတဲ့တရုတ်ကအခုဆိုရင်စစ်ကောင်စီကိုပေါ်ပေါ်ထင်ထင်ထောက်ခံအားပေးနေပြီးပြည်ရင်းစစ်ကိုတားရှိအောင်မီးမွေ့ပေးနေပါတယ်မြန်မာပြည်သူတွေကစစ်ကောင်စီရဲ့အာဏာသိမ်းမှုနဲ့အတူခါတီရဲ့ပုံဝါတွေကိုနှီးစင်ရင်ဆိုင်ဖြတ်တန်းနေရပါတယ်စစ်ရုံစတင်ကြောင်းဖုံးတော်ကြီးကြောင်းမြ များနဲ့လူနေရပ်ကွက်တွေဖုံးကျဲခံရမိရှုဖြက်စီခံရအပြစ်မဲ့အရက်သားတွေတင်ဆောင်ရနေရပ်အိုးအိမ်ဆွန့်ခွာထွက်ပြင်းရစစ်ကြောင်းအတိဒုက္ခရောက်နေတဲ့နိုင်ငံတကာနိုင်ငံကပြည်သူတွေကိုစာနာထောက်ထားရမယ့်အစားတရုတ်ကမတိကြိုးကြုံပြုမြန်မာစစ်တပ်ကိုထောက်ခံအားပေးနေခဲ့တဲ့ဝန်ကြီးရှိချင်းဖြစ်တို့ကစစ်ကောင်စီနဲ့တွေ့ဆုံတိုင်းမြန်မာစစ်ကောင်စီကိုတောင်းဆိုတာမြန်မာပြည်ကတရုတ်အကျိုးစီးပွားတွေကိုအကာအကွယ်ပေးဖို့မတိခိုက်စေဖို့ပဲဖြစ်တယ်တထောင်စက်ကုနေစစ်စင်ရင်ကတရုတ်ကစစ်စင်ရင်ဦးဆောင်ညီနောင်မဟာမိတ်အုံဖွဲ့ကိုပိတ်ဆို့ဖြတ်တောင်းရင်းယူမယ်လို့ချင်းချ ချောင်းလိုက်ခြင်းကစလို့အရှိန်အဟုန်တန်သွားတယ်ပထမအဆုံးကိုကန် MND ကိုဖိအားပေးခဲ့ပြီးတိတ်မကြခင်မှာတရုတ်ဦးဆောင်တဲ့ကုမင်းသဘောတူညီချက်နဲ့ကိုကန်ဒေတာရှမ်းမြောက်မှာညှိတက်သွားတယ်တရုတ်ဟာဆက်လက်ပြီးတောင်မျိုးသားလူမျိုးရေးတပ်မတော် DNL ကိုဖိအားပေးနေတယ် TNL ကတော့တရုတ်ဩစာမခံပဲဆက်ပြီးတောင်းခံနေတယ်တကယ်တော့တရုတ်နဲ့ထိဆက်နေတဲ့ရှမ်းမြောက်ရှမ်းရှီတကြောင်ကအခုဆိုရင်တရုတ်ဩစာခံနေမျိုးတွေဖြစ်နေပါပြီ1989ခုနှစ်ဗမာပြည်ကွန်မြူနစ်ပါတီဘာကပပြုတ်ကွဲသွားချိန်ကစလို့မြန်မာစစ်တပ်နဲ့ဟန်ပြငင်းချင်စစ်မတိုက်ချင်းလှုပ်ချင်ရလှုပ်ခွင်ရရေးစာချုပ်ချုပ်ဆိုပြီးဒီဒေသတွေကတီးခြားလွတ်လပ်တဲ့ဒေသတွေလို့ဖြစ်လာတဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA MNDA အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDA အစရှိတဲ့အထူးဒေသတွေကမြမမြေပုံနဲ့ရှိနေပြီးမြေတရုတ်နဲ့သာအတိကကုလူဆက်ဆံပြီးတရုတ်ငွေကြေးတရုတ်စာကိုသာရှုံးသုံးဖြစ်သုံးနေတာဒီကနေ့ထိပါမြောက်ဘက်ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နေမြေတွေကနေတောင်ပတ် NDA မိုင်းလာတီတရုတ်နဲ့ထိစပ်နေတဲ့နေမြေတလျှောက်မှာတရုတ်ဟာမြမပြည်တွင်းကတယံစာတာတွေကိုဆယ်စုနှစ်သုံးနှစ်စုကျော်သာမကတကားမရှိတာမရှိထုတ်ယူသုံးစွဲခဲ့တဲ့အကြပြန့်အခြားစားမှုနဲ့ရှင်ပါနေတဲ့မြမစစ်တပ်ကတရုတ်နဲ့ဆက်တလျှောက်တရားမဝင်ကုန်သွယ်မှုမူရင်းစေဝါနဲ့ ာဆွေးမှုမကင်းတဲ့လုပ်ငန်းအားလုံးကိုမတိကျိုးချုံပြူနေခဲ့တယ်။မြန်မာစစ်တပ်နဲ့ငင်းချမ်းယူအပြစ်ခံရဲစဲထားတဲ့ UWSA ကစေစုနှစ်တခုကြာတွင်စီးပွားရေးအင်အားလက်နက်ကင်အင အမခန်းတောင်တင်းလာခဲ့တဲ့ဝကိုပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်လို့ဆိုနေတဲ့ဝဒေသကမြန်မာနိုင်ငံမြေပုံထဲမှာပါဝင်နေပေမဲ့တရုတ်ရဲ့လက်ဝေခံဒေသတစ်ခုလို့တရုတ်ဩဇာခံဖြစ်လာတဲ့ယူနန်ပြည်နယ်နဲ့ထိစပ်နေတဲ့နေဆက်တစ်ချောင်းလုံးတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုတနေ့တခြားကြီးထွားလာနေတာကိုလက်ရှိဖြစ်ပေါ်နေတဲ့ဖြစ်စဉ်တွေကသက်သေထူနေတဲ့တရုတ်နိုင်ငံထူထောင်ပြီး85နှစ်ကျော်ကြာတဲ့အခါတရုတ်ကကမ္ဘာမှာဒုတိယစီးပွားရေးအင်အားကြီးမားဆုံးဖြစ်လာခဲ့တဲ့စီးပွားရေးအင်အားကြီးမားလာတယ်လို့စည်ရင်းမှလည်းအင်အားကြီးထွားလာတဲ့စစ်အေးကာလကဆိုဗီယက်ဦးဆောင်ခဲ့တဲ့ကွန်မြူန it okay. ကဘာဟာဆိုဗီယက်ပြိုကွဲအပြီးအင်အားကြီးနဲ့တွားချိန်၂၀ရာစုအကုန်မှာတင်ယုတ်ကရခင်ဆိုဗီယက်နေရာကိုအစားတိုးဝင်ရောက်လာခဲ့တယ်။ဒါဟာတင်ယုတ်ကောင်းဆောင်တိန်ရှောင်းဖင်ရဲ့ပြုပြင်ပြောင်းလဲရေးမူဝါဒကြောင့်ပဲဖြစ်တဲ့ဒီမူဝါဒနဲ့အတူအမေရိကန်ရဲ့အနောက်နိုင်ငံများရဲ့ရှင်းနှီးမြှုပ်နှံမှုတွေနီးပညာတွေဝင်ရောက်လာခဲ့တယ်။ကဘာကုံသွင်းဖွဲ့ WTO ရဲ့ဝင်ခွင့်ပြုတာကအစားတင်ယုတ်ပေါ်ဖြေလျှော့ပေးမှုကလည်းတင်ယုတ်ရဲ့ကုံသွင်းဖွံ့ဖြိုးမှုကိုတွန်းအားပေးခဲ့တယ်။တိန်ရှောင်းဖင်ရဲ့ပြုပြင်ပြောင်းလဲရေးနဲ့အတူတင်ယုတ်ကျောင်းသားအမြောက်များအမေရိကန်တက္ကသိုလ်တွေမှာ က်ရောက်ပညာသင်ကြားခဲ့ကြတယ်။27ရာစုရောက်လာတဲ့အချိန်မှာတင်ယုတ်ဟာစီးပွားရေးမှာရောနီးပညာမှာပါအမေရိကန်ကိုပကုံးချင်းရှင်လာနိုင်တဲ့အထိရောက်ရှိလာတယ်။တင်ယုတ်နိုင်ငံအခုလိုရှင်နှန်းရောက်လာတာကအမေရိကန်နဲ့အနောက်နိုင်ငံတွေရဲ့ကြီးစုမကင်းဘူးအခုဆိုရင်တင်ယုတ်ဟာ PRI လို့တကဘာလုံးဩစာဖြန့်ချက်လွှမ်းမိုးရေးစီမံကိန်းတွေအကောင့်ထဲပေါ်နေကြတယ်။မကြခင်က လော်ရီအင်စတီကျူကနေထုတ်ပြန်လိုက်တဲ့စာရင်းအရ2025ခုနှစ်အတွင်းကမ္ဘာပေါ်ကဆင်းရဲတဲ့85နိုင်ငံပေါ်တရုတ်ကရရှိရာအကျွေး22ဘီလီယံရှိတယ်လို့သိရတယ်။ဒါဟာရွှေဝန်းနဲ့လမ်းအစီကံဆောင်တိဆောင်ရေးဆိုင်ရာချင်းငွေတွေဖြစ်တဲ့တရုတ်ဟာချင်းငွေထုတ်ချေးပေးတဲ့နိုင်ငံမဟုတ်တော့ဘဲကျွေးရှင်နိုင်ငံဖြစ်လာတဲ့နိုင်ငံငယ်တွေအနေနဲ့တရုတ်ရဲ့အကျွေးထောင်ချောက်ကဲကြောက်ရလာတယ်။အမေရိကန်ကိုပကုံးချင်းရှင်လာတဲ့တရုတ်ဟာဖိလစ်ပိုင်၊ဗီယက်နမ်၊ဘရူနိုင်း၊အင်ဒိုနီးရှား၊မလေးရှား၊ထိုင်ဝမ်တို့နဲ့ထိစပ်နေတဲ့တောင်တရုတ်ပင်လယ်တစ်ခုလုံးပိုင်ဆိုင်တယ်လို့ကြေညာထားတယ်လို့ အာဆီယံနိုင်ငံတွေကိုလည်းအောဆန်လွှမ်းမိုးဖို့ကြိုးစားလာတာတွေ့ရတယ်။မကြာခင်ကစင်ကာပူမှာကျင်းပပြီးစီးသွားတဲ့ရှန်ကူလာဆွေးနွေးပွဲမှာတရုတ်နယ်ရှိပြင်ပိုင်နဲ့အငင်းပွားနေတဲ့ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးကကျွန်တော်တို့အတွက်အကြီးမားဆုံးအနေအထားတရုတ်နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ဟာအမေရိကန်နဲ့တာမကတခြားသောနိုင်ငံတွေနဲ့ပါပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဒီဆွေးနွေးပွဲမှာပဲအင်ရှင်စင်ကာပူကာကွယ်ဝင်ကြီးမစ္စတာချွန်ချင်းစင်ပြောခဲ့တဲ့စကားကတော့မှတ်သားစရာကောင်းပါတယ်။စင်ကာပူလိုနိုင်ငံတည်တည်လေးတစ်ခုအနေနဲ့အင်အားကြီးနိုင်ငံနှစ်ခုအကြားဘသူကိုရှုမလဲလို့မေးလာရင်နိုင်ငံတကာကျင့်ဝတ်စံနှုန်းခြေကံမှုတွေကိုလိုင်းနာကျင့်သုံးတဲ့ဘက်ကိုပဲရွှေရပါလိမ့်မယ်လို့ပြောကြားသွားခဲ့ပါတယ်။ဒါကတင်ရုပ်ကိုမရွေးချယ်ဘူးလို့ပြောလိုက်တာဖြစ်တယ်လို့ရှင်းသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။